လူတိုင်းနီးပါးကြာပူနာဝါရှိတယ် HPV virus ဒီ virus ကအမျိုးသမီးတွေရဲ့တအိမ်ကောင်းကင်ဆာဖြစ်ပွားမှုရဲ့အဓိကတရက်ခံလို့ပြောရင်လည်းမမှားပါဘူး HPV virus က virus ပိုးကြောင့်ဖြစ်တဲ့လိန်ကားတစ်စင်ကူးစက်တဲ့ရောဂါတွေထဲမှာအဖြစ်များဆုံးပါပဲ။လိန်မှုကိစ္စမှာတစ်ချိန်တစ်ခါပါဝင်ဘူးသူတိုင်းရဲ့85ရာခိုင်နှုန်းခန့်က သူတို့ရဲ့ဘဝတက်တန်တလျှောက်မှာ HPV ပိုးကူးစက်ခံမှုကြာမှာဖြစ်ပါတယ်။အတန်ကတော့နေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်နှာတန်လေးနည်းနည်းပေါင်နေပါတယ်။တီခံပြီးရောနောက်ထောင်ပေးကြပါအောင်ရှင်။ဒါပေမဲ့တခုတိထားဖို့ကတော့ HPV ပိုးကူးစက်ခံ ထားရတဲ့သူအများစုကဘာလက္ခဏာမှမပြပဲအေးဆေးဆေးပဲနေနိုင်ကြတယ်ဆိုတာပါပဲတကယ်တမ်းဆိုရင်ဒီ virus ကကိုယ်ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်ဆိုတာတောင်မှကိုယ်တိုင်ကမသိဘဲနဲ့နှစ်ချီပြီးတော့နေသွားနိုင်ပါတယ် HPV မှာ အမျိုးအစားပေါင်း100ကျော်ရှိပါတယ်။ဒီထဲက40ကျော်ကလိန်ကတဝိုက်မှာကူးစက်နိုင်တယ်။ဒါပေမဲ့သတင်းကောင်းကတော့ 65ရာခိုင်နှုန်းလောက်တော့ကူးစက်မှုတွေဟာသူ့အလိုလိုပြန်ပြောက်သွားတယ်ပျောက်ဖို့လာနေချီပြီးတော့နှစ်နဲ့ချီပြီးတော့ကြာနိုင်ပေမဲ့နောက်ဆုံးမှာတော့ပျောက်သွားတာများပါတယ်ဒါဆိုရင်ဘသူတွေကစိတ်ပူရမလဲကျေတနာက900ခိုင်နှုန်းလောက်တော့သူတွေမှာကဒီဗိုင်းရပ်စ်ပိုးကကိုရီးယားနေမထွက်ဖ ೇನೆ ဆက်ပြီးတော့ရှိနေတဲ့အခါမှာဖြစ်ပေါ်လာတာပေါ့နော်အဲ့ဒီအခါမှာတအိမ်ခေါင်းဆဲတွေကိုတဖြည်းဖြည်းချင်းပြောင်းလဲလာ စေနိုင်ပြီးတော့နောက်ဆုံးမှကင်ဆာဖြစ်စေလာနိုင်တယ်။ဆဲလိတ်တောက်ချင်းကအမျိုးသမီးတွေရဲ့ကိုခံစနစ်ကိုကျဆင်းစေတယ်။အာအဲ့ဒီခါမှာပုံမှန်မဟုတ်တဲ့ဆဲပြောင်းလဲမှုတွေဖြစ်နိုင်ခြင်းကိုပို့ပြီးတော့တိုးစေတယ်။နောက်တစ်ခုကကိုခံအောင်ထိခိုက်စေနိုင်နိုင်နေပေါ့နော်။တခြားအချက်တွေဖြစ်တဲ့အသေးအောင်တဝါ B4 ကို C4 ကို HIV AIDS နောက်တစ်ခုကကိုခံအောင်ကိုရောကျစေတဲ့ဆေးဝါးတွေတောက်သုံးနေတဲ့အချိန်ဆိုရင်လည်းပို့ပြီးတော့ risk တွေတက်လာပါပေါ့နော်။ လူအများစုကကိုယ်မှာပိုးရှိနေမယ်မသိပဲနဲ့လိန်ဆက်ဆံပေါ်တွေကိုကူးဆက်မိစေနိုင်တယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကွန်ဒုံးသုံးရင်တောင်မှ HPV ကိုတရားရခိုင်းတော့မကပွဲနိုင်ဘူး။အဲ့လိုပြောလို့ဟဲ့ကွန်ဒုံးတော့မသုံးတော့ဘာပဲဖြစ်ဖြစ်ဟိုကောင်းဝင်နိုင်တာမှမဟုတ်တာလို့အဲ့လိုမျိုးဆိုလို့ကျင်တာမဟုတ်ဘူးပေါ့နော်။အာကွန်ဒုံးသုံးခြင်းအပြင်တခြားလိန်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကာဝယ်ပေးနိုင်တယ်။ဒါပေမဲ့ဒီ virus ကကြတော့ဒီ lane ကတဝိုက်ကအရေးပြားခြင်းထိတွေ့မှုကနေတဆင့်အောင်မှာကူးစက်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်ကိုနဲ့ lane ဆက်ဆက်ဘူးတဲ့သူတိုင်းမှာပိုးရှိနေနိုင်တယ်ဆိုတာကိုထည့်ပြီးစဉ်းစားထားဖို့လိုတယ်။ HPV virus ကိုအမျိုးအစားခွဲလိုက်တဲ့အခါမှာနှစ်မျိုးခွဲလို့ရတယ် high risk နဲ့ low risk အနည်းငယ်များတဲ့အမျိုးအစားနဲ့အနည်းငယ်နည်းတဲ့အမျိုးအစားပေါ့နော် low risk anya နဲတဲ့အမျိုးအစားတွေကဘာဖြစ်စီလဲဆိုတဲ့အခါကျတော့လိန်ကနာတဝိုက်မှာကျွန့်လို့ generator words ကိုဖြစ်စီနိုင်တယ်။သူကအဖူပိတ်လေးတွေလိုပေါက်လာတတ်တယ်။ဒါပေမဲ့သူကကန်ဆာကိုတော့မဖြစ်စေနိုင်ဘူးပေါ့နော်ဒီကျွန်းတို့တွေကဆေးလိမ့်တာမျိုးအေးခဲတဲ့ therapy တွေအာမျိုးမျိုးပေါ့နော်လေဆာတွေဒါမျိုးနဲ့ကုသနိုင်ပေမဲ့ခဏခဏပြောင်းပြစ်တတ်တာတော့တကယ်ကိုစိတ်ညစ်စရာကြီးပေါ့လေဒါပေမဲ့ တကယ်ကိုစိုးရိမ်ရတဲ့ high risk အမျိုးအစားတွေကတော့ဆဲပြောင်းလဲမှုတွေဖြစ်စေရဲ့နောက်ဆုံးမှာတိမ်ကောင်းကန်စာအထိဖြစ်စေနိုင်တယ်။ဒီအမျိုးအစားတွေကရသောအဖြစ်လက္ခဏာလည်းပပြတတ်ဘူး။အမျိုးသမီးတွေအနေနဲ့ကဒီပိုးရှိနေတာကို အများအားဖြင့်တိမ်ကောင်းကင်ဆာစစ်ဆေးမှု cervical screening test လုပ်မှပဲမူမမှန်တဲ့ဆဲပြောင်းလဲမှုရှိနေကြောင်းကိုသိရတတ်တာမျိုးပါဒီနေရာမှာအာကိုရမယ့်အရာတော့ ကာကွယ်စေပါဩစတြေးလျမှာဆိုရင်စေကြောတန်ကျောင်းသားကျောင်းသူတွေကို Gardasil လို့ခေါ်တဲ့ကာကွယ်ဆေးကို ထိုးပေးလေးရှိတယ်အဲ့ဒီဆေးကတိုင်ကောင်းကန်ဆာကိုဖြစ်စေနိုင်တဲ့အဓိကအမျိုးအစားဖြစ်တဲ့ high risk တဲက16နဲ့18ပေါ့နော်အဲ့ဒီနှစ်မျိုးအပြင်ကျွတ်နှုတ်ကိုဖြစ်စေနိုင်တဲ့ low risk အမျိုးအစားဖြစ်တဲ့6နဲ့17 အဲ့နှစ်မျိုးပါကာဝယ်ပေးနိုင်တယ်။နောက်ဆေးတစ်မျိုးလည်းရှိရတယ်။ဒါပေမဲ့အဲ့ဆေးတစ်မျိုးอ่ะကြာတော့ဒီ low risk အမျိုးစားဒီနှစ်မျိုးတော့မကာဝယ်ပေးနိုင်ဘူးပေါ့နော်။ပေချိန်မှာထိုးရမှာလဲဆိုတဲ့ခါကြတော့အသက်12နှစ်73နှစ်အရွယ်လိန်ဆက်ဆံမှုမရှိခင်ထိုးထားရင်အထီရောက်ဆုံးကာကွယ်မှုရတယ်။ဒါပေမဲ့အသက်45နှစ်အထိအဲ့ဒီဆေးကိုထိုးလို့ရတယ်။အရင်ကလိန်ဆက်ဆံမှုရှိပြီးသားဒါမှမဟုတ်ရင်ဇဲပြောင်းလဲမှု ရှိပြီးသားသူတွေတောင်မှကာကွယ်ဆေးထိုးထားရင်66ရာခိုင်နှုန်းခန့်အထိထိရောက်မှုရှိတယ်အကျိုးရှိသေးတယ်ဆိုတာကိုသူတည်တနာတွေကနေပြီးတော့တွေ့ရှိထားတယ်။ဒီကာကွယ်ဆေးဟာနမယ်တိုင်းနဲ့ယောဂါကိုမဖြစ်အောင်ကြိုတင်ကာကွယ်တာသာဖြစ်တယ်။လက်ရှိဖြစ်နေတဲ့ပုကုသတာမျိုးဒါမှမဟုတ်ရင်ဆဲပြောင်းလဲတာတွေကိုပြောင်းအောင်လုပ်ပေးတာမျိုးတော့မဟုတ်ဘူး။ဘလို့ထိုးရမလဲဆိုတဲ့ခါကျတော့6လအတော်အတွင်းမှာ3ချိန်ထိုးရမှာဖြစ်တယ် တစ်ချိန်ဒါမှမဟုတ်ရင်နှစ်ချိန်ပဲထိုးပြီးတော့နောက်ဆေးကိုထိုးဖို့နောက်ကျသွားတယ်ဆိုရင်ကာကွယ်ဆေးကိုအဆောင်ဆုံးပြန်ပြီးတော့ထိုးစရာမလိုဘူး။ကြံရှိတဲ့အချိန်ကိုဆက်လက်ထိုးရုံနဲ့ရတယ်ပေါ့နော်။ကာကွယ်ဆေးထိုးပြီးရဲ့နောက်ပိုင်းမှာတော့မှတိမ်ကောင်းမှမူမမှန်တဲ့ဆဲပြောင်းလဲမှုတွေ့ရရင်အဲ့ဒါကာကွယ်ဆေးအလုံးမလုပ်ဘူးလို့မဆိုလို့ခုနကပြောခဲ့သလို HPV virus ကအမျိုးအစားများကြီးရှိရဲ့ဒီကာကွယ်ဆေးက high risk နှစ်မျိုး low risk နှစ်မျိုးပဲကာကွယ်ပေးတာအဲ့တော့ကာကွယ်ဆေးမကာကွယ်နိုင်တဲ့ HPV အမျိုးအစားတွေကြောင့်ဖြစ်နိုင်တယ်လို့ကာကွယ်ဆေးမထိုးခင်တည်းကကူးစက်ခံထားရလို့လည်းဖြစ်နိုင်တယ်တိုင်ကောင်းဆဲတွေပြောင်းလဲမှုတွေဆက်ရှိနေအောင်မယ်လို့မျှော်လင့်ရပါမယ်ဒီကာကွယ်ဆေးထိုးလိုက်တာကြောင့်ကာတိုင်ကောင်းကင်ဆာဖြစ်ပွားမှုနှုန်းကတိတိတတ်တာကျော်ကြသွားဖို့မျှော်လင့်ရတယ် တော့ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ဘာကြီးရှိနိုင်လဲဆိုတဲ့အခါကျတော့ဆေးထွက်နေရမှာအနေငယ်နာကျင်တာတွေညဲတာတွေဖြစ်နိုင်တယ်ဒါပေမဲ့ဒီကာကွယ်ဆေးကအလွန်ကုန်မှစိတ်ချရပြီးတော့ဓာတ်မတည့်မှုဖြစ်တာမျိုးကတော့အင်မတန်ကိုရှာပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့ကာကွယ်ဆေးထိုးထားသည့်ဖြစ်စေမထိုးထားသည့်ဖြစ်စေအမျိုးသမီးတိုင်းဟာပုံမှန်တအိမ်ခေါင်းကင်ဆာစစ်ဆေးမှု Cervical Screening Test ကိုအသက်25နှစ်ကနေစပြီးတော့ ဒီစစ်ဆေးမှုကိုပုံမှန်ခံယူဖို့ကိုမမေ့သင့်ပါဘူး။ဒါဆို HPV virus အကြောင်းစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကနေပြီးတော့တခုခုအကျိုးရှိသွားရဆိုရင် like share နဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရောသိချင်တာတွေမေးချင်တာတွေရှိရင် comment မှာရေးသွားလို့ရပါတယ်။နောက်ထပ်အတွေ့အကြုံအမြင်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။ Bye